လက်နဲ့မိုးရွာစေရမယ်ဆိုတဲ့သူ အခုတော့နှုတ်ထွက်သွားပါပြီအများကလောင်ကြပြောင်ကြဝိုင်းဟားနေကြပါတယ်ဒါပေမဲ့ကျွန်တော်တို့သေချာရောတိကျရလားသူ့သဘောနဲ့သူထွက်သွားတာလားဒါမှမဟုတ်အထုတ်ခံရတာလားဒီနေ့ podcast မှာ ကျွန်တော်ကဒေါက်တာဆဆဘက်ကနေရှင်းနေလိုက်ပေးမှာမဟုတ်ပါဘူးဒါပေမဲ့စိတ်ခံစားချက်တွေကိုဘေးဖက်ပြီးတော့စိတ်ရထောက်ဖို့အမြင်ဖွဲ့စည်းပုံဆိုင်ရာအားနည်းချက်နဲ့ နိုင်ငံရေးကစားကွက်ရှုဒေါင်းတွေအနေခွဲချမ်းစိတ်ပြတုံးသက်ပြသွားမှာဖြစ်ပါတယ်ဒီတုံးသက်ချက်ရဲ့ခေါင်းစဉ်ကတော့နေရာမှာမရခဲ့တဲ့လူမှန်ဖြစ်ပါတယ်အပိုင်းသက်ဒေါက်တာဆဆနှုတ်ထွက်တာလားဖယ်ရှားခံရတာလားတရင်ပေါက်ကြားမှုအရာဒေါက်တာဆဆနဲ့အတူနောက်ထပ်ဝင်ကြီးတချို့ဟာကုသဘောနဲ့ကိုထွက်တာတဲ့ NUG ကပြန်လဲဖွဲ့စည်းရမှာဖယ်ရှားချင်းခံရတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်ဘူးထင်လဲအောင်ရဲ့ သူ့ Facebook စာမျက်နှာထဲမှာမြဲတကောင်နဲ့တာအဖာစောင်းပါကိုကြည့်မယ်ဆိုရင်သူတို့ရဲ့ခံစားချက်ကိုမြင်နိုင်ပါတယ်။လက်ရှိ NUG ဝင်ကြီးရင်ထဲမှာဆွဲခန့်ဝင်ကြီးနှမျိုးရှိပါတယ်။ပရမမျိုးစားကပညာရှင်ဆန်တဲ့သူတွေဒါမှမဟုတ်နာမည်ကျော်ပုဂ္ဂိုလ်တွေပါ။ဒါကိုဆယ်လီပုဂ္ဂိုလ်တွေဆိုပြီးလဲခေါ်ပါတယ်။ဥပမာဒေါက်တာဆဆာဒေါက်တာဒေဇဆန်းလိုပုဂ္ဂိုလ်မျိုးပေါ့။ဒုတိယမျိုးစားက NLD အမခန့်တွင်ဖြစ်ပါတယ်။ အခု NUG ရဲ့ပြုပြင်ပြောင်းလဲရေးလှုပ်ဆောင်မှုဟာကျွန်တော်အမြင်ရဆိုရင်စွမ်းဆောင်ရည်ညံ့ဖြစ်တဲ့သူတွေကိုဖယ်ရှားတန့်စင်တာဖြစ်နိုင်တယ်လို့တစ်ဖက်မှာလည်းကစားကွက်ဖန်သီးမဲ့လူမဲ့တဦးကို နေရာမှန်ပေးမကစားခိုင်ခဲ့ဘူးပွဲပိခနေကြမှာခြေစမ်းမပြနိုင်တော့ဒီကစားသမားကိုထုတ်ပြတဲ့ဘော်လုံးနေပြအဖြစ်နဲ့ခိုင်းနှိုင်းချင်ပါတယ်ဒါကအင်မတန်မှ ြေးမာတဲ့ဆုံးပြတ်ချက်အမားကို NUG အစိုးရစတင် ဖွဲ့စည်းတဲ့အချိန်မှာ ချက်မှတ်လိုက်မိတာပါပဲအပိုင်းနဲ့လက်တွေ့မြင်ဖြင့်ဒီအဖြစ်ကရန်ကုန်မြို့ကိုတိမ့်နိုင်ရင်လက်နဲ့မိုးရွသလိုရွာစေရမယ်လို့ခရစ်ပေးခဲ့တဲ့ဒေါက်တာဆာဆာကို လူရင်ကလက်နဲ့မိုးရွာမယ်ဆိုတဲ့စကားသခွန်းထဲကိုပဲယူပြီးမှ လောင်ပြောင်နေကြပါတယ်ဒါပေမဲ့မြေပြင်ထောက်ဖို့အခြေအနေမှာ logistic reality အရာပြောမယ်ဆိုရင် သူပြောခဲ့တဲ့စကားမှာအဓိကတော့ချက်တခု ခံထားပါတယ်အဲ့ဒါကရန်ကုန်မြို့ကိုတိမ့်နိုင်ရင်ဆိုတဲ့အချက်ပါပဲဒါကဘာကိုဆိုချင်တာလဲနေပြည်တော်လိုခန်းစစ်အခိုင်အမာရှိတဲ့တိုက်ပွဲမျိုးဆိုရင်စစ်လက်နက်ကြီးတွေရှိဖို့လိုအပ်ပါတယ်လေချောင်းကနေလေထင်းနဲ့ချပေးပြီးစစ်ကြီးတိုက်မဲ့လက်နက်ကြီးတွေပို့လို့မရပါဘူးပြင်လဲစစ်ကမ်းလိုအပ်ပါတယ်ရန်ကုန်စစ်ကမ်းကိုမပိုင်ဘဲနဲ့နိုင်ငံတကာတင်ပေါ် ကတ်လို့မရပါဘူး။ရန်ကုန်လေဆိပ်ကိုမသိမ်းပိုက်နိုင်ဘဲနဲ့ဘိုးအင်းလေရင်ကြီးနဲ့စစ်လက်နက်ကြီးတွေတဲပေးလို့မရပါဘူး။ဒါဆိုမေးစရာရှိတာကရန်ကုန်ကိုမသိမ်းနိုင်သေးတာဒေါက်တာဆာဆာရဲ့အပြစ်လား။ဒါမှမဟုတ်မြို့သိရင်မြို့နာမယ်ဆိုတဲ့အကြောင်းပြချက်ပေးနေတဲ့ NUG ကာကွယ်ရေးနဲ့မဟာဗျူဟာချမှတ်တဲ့သူတွေရဲ့အပြစ်လားအပိုင်း၃ဖွဲ့စည်းပုံ ထောင်ချောက်ကို လေလာကြရအောင်ပါတကယ်တော့ NUG ရဲ့ဝင်ကြီးနေရာချထားမှုဟာဖွဲ့စည်းပုံထောင်ချောက်ထဲမှာရှောင်နေပါတယ်တော်လန်ရဲ့အစိုးရတရရဲ့အဓိကပြင်မထောက်တိုင်၃ရက်ကနံပါတ်၁ကာကွယ်ရေးနံပါတ်၂နိုင်ငံခြားရေးနံပါတ်၃ပြည်ထရေးဖြစ်ပါတယ်ဒေါက်တာဆာဆာရဲ့နေရာကိုကြည့်ပါသူကဒီနေရာ၃နေရာဇလုံးမှာမရှိပါဘူးသူ့ကိုပေးထားတာက အပြည့်ပြည့်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဆိုတဲ့နာမည်ကြီးထမင်းငတ်နာမည်ကြီးပြီးတော့လုံပိုင်ခွင့်မရှိတဲ့နိုင်ငံခြားရေးဝန်ကြီးဌာန အောက်ကတနေရာ ဖြစ်ပါတယ်အခုတော့လူမှန်နေရာမှာမခန့်ထားမှုအလွဲရင်ကြောင့်လက်နက်မပါတဲ့သူကိုစစ်တိုက်ခိုင်းသလိုဖြစ်နေရပါတယ်အပိုင်းလေးကတော့ဗန္ဒာရေးဆိုင်ရာပဟေလေးဆံမှုပါဒေါက်တာဆာဆာရဲ့အင်တာဗျူးမှာငွေကုန်ရင်စစ်တိုက်နိုင်ရတယ်ဆိုတဲ့အချက်ကို ထက်ခါထက်ခါပြောနေတာဟာ NUG အစိုးရအပေါ်မှာတတိပေးချက်ကြီးတစ်ခု ဖြစ်ပါတယ် AAKIA အစသဖြင့်တော်လိုင်းရေးအဖွဲ့တွင်ကို ကြည့်ရင်ငွေကုန်လုတ်စစ်တိုက်နားလိုက်ရပါတယ်ဆိုတဲ့အကြောင်းပြချက်မကြဘူးတလောက်ပါပဲဒေါက်တာဆဆာကဒီအကြောင်းကိုဘာလို့ထုတ်ပြောတာလဲဒေါ်ချီပြရဲ့ငွေကြီးအရှုပ်တော်ပုံနဲ့ဆက်ဆက်ပြီးပြောချင်လို့ဖြစ်နိုင်ပါတယ်တော်လိုင်းရေးရန်ပုံငွေကိုဘယ်နေရာမှာထုတ်သုံးလဲစရင် စစ်ပေးဖို့ပြည်သူတွေကတောင်းဆိုပေမဲ့ NUG ကလုံခြုံရေးခေါင်းစဉ်နဲ့ဖုံးကွယ်ထားတာလင်းနေရှိပါပြီ။ NUG အမခံလော်ဘီအရေးမဲ့တစည်းလို့ခေါ်တဲ့ဦးရိပ်တောင်မှ PDF တိုင်းတနတ်မစုံသေးဘူးလို့ညီးတော်လာပါပြီ။ဝင်ကြီးတဦးကကာကွယ်ရေးအသွက်60ရာခိုင်နှုန်းသုံးထားပါတယ်လို့ပဆက်ကပြောရုံနဲ့မရပါဘူး။ဒါကစရင်စရာမဟုတ်ပါဘူး။ပဆက်ကရွတ်ပြတာပါ။ဒါကဘာကြောင့်လဲ။ ဒါကအပြန်အလှန်ထိန်းချောင်းမှုကင်းမဲ့ခြင်းကြောင့်ဖြစ်ပါတယ်အပိုင်းကအပြန်အလှန်ထိန်းချောင်းမှုပါကြောင့်ကင်းမဲ့တာလေ NUG ကတော်လိုင်းရင်ကာလာမှုဘသူကမှယုံမရဘူးဒါကြောင့်စင်အင်းမပြတာပါဆိုတဲ့စကားဟာအခွင့်ကောင်းယူနေတဲ့ဒိုင်းကတခုသာဖြစ်ပါတယ်ဒီဒိုင်းကဟာဘလောက်ထိအပေါက်အပြဲတွေများနေလဲဆိုတာကိုကျွန်တော်အချက်၃ချက်နဲ့ပြောပြပေးပါမယ်နံပါတ်၁က လွတ်တော်ရဲ့အခမ်းကဏ္ဍပါလွတ်တော်ရဲ့အခမ်းကဏ္ဍလုံပိုင်ခွင့် သဘောတရားအရပြောရရင်ဒီမိုကရေစီစနစ်မှာအစိုးရကက်ဘိနက်လမ်းလွဲမသွားအောင် ထိန်းချောင်းရတာကလွတ်တော်ရဲ့တာဝန်ဖြစ်ပါတယ်လက်တွေ့မှာ NUG မှာလွတ်တော်ကိုစားပြုကော်မတီ CRPH နဲ့အတိုင်းပြင်ခံကောင်စီ NUCC ဆိုတာရှိပါတယ်သူတို့ဟာ အစိုးရအဖွဲ့ဝင်တွေမဟုတ်ပါဘူး သူတို့မှာ NUG ရဲ့ငွေစည်ရင်းကို စစ်ဆေးရမယ်တာဝန်အပြည့်ရှိပါတယ်။ဒါဆိုမေးစရှိတာကသူတို့ဘာလုပ်နေကြတာလဲ။ဘာလုပ်စည်ရင်းမစစ်ကြတာလဲ။နံပါတ်1ကဂျာလူသတ်ပါတီမရှိဘူးလား။ပြင်ပကလူစိမ့်ကိုမယုံဘူးဆိုတာလက်ခံပါတယ်။ဒါပေမဲ့ဖြည့်ရှင်းနိုင်တဲ့နီလန်းတွေရှိပါတယ်။နိုင်ငံခြားရောက်နေတဲ့ဒါမှမဟုတ်လူမြောက်နေမြေရောက်ရှိနေတဲ့ CDM စည်ရင်းစစ်ချုပ်ယုံဝန်ထမ်းတွေ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတွေစီးပွားရေးပညာရှင်တွေအများကြီးရှိပါတယ်သူတို့နဲ့လွတ်လပ်သော စရင်စစ်ကော်မရှင်တခု ဖွဲ့လို့ရပါတယ်သူတို့ကိုရှုဝက်ချက် ထိန်းသိမ်းရေးဂတိခံဝန်ချက် NDA ထိုးခိုင်းပြီးစစ်ဆေးခိုင်းလို့ရပါတယ်ခုဘက်တော်သား CDM ပညာရှင်တွေကိုတောင်မှမယုံဘူးဆိုရင်တော့ NUG ကဘသူကမှမယုံတော့ပဲခုအိတ်သေးကိုထဲ့ဖို့ပဲစဉ်းစားနေတာလားလို့မေးစရာဖြစ်လာပါပြီ အခုဆိုမေးစရာတောင်မလိုတော့ပါဘူးဒေါ်ချီပြာရဲ့လူရက်ကတက်သေးပြနေပါပြီနံပါတ်3ကစရင်ပြချင်းနဲ့ရှုပ်ဝက်ချင်းဒါကလူတွင် အထင်မအောင်သူတို့ဝါဒဖြန့်ထားနိုင်တဲ့အချက်ပါလုံချုံကြီးအရာရှုပ်ဝက်ထားရမှာကဘသူစီကလက်နဲ့ဝဲတယ်ဘယ်လန်းချောင်းကတည်တယ်ဆိုတဲ့စစ်စင်ရဲ့အသေးစိတ် operational detail ပါဒါကိုမပြပါနဲ့မပြောပါနဲ့ပြည်သူကလက်ခံပါတယ် ပြည်သူတွေဖက်ကတောင်ဒါကိုထုတ်ပြောမိမှာဆိုရင်ပါသေးတယ်။ဒါပေမဲ့စရင်ပြရမှာကအလူငွေစုစုပေါင်းဘယ်လောက်ရလဲ။ကာကွယ်ရေးအတွက်ဘယ်လောက်တုံးလိုက်လဲ။အုတ်ချုပ်ရေးစရိတ်ဘယ်လောက်လဲ။ဆိုတဲ့ငွေစရင်အနစ်ချုပ် financial summary ပါ။ဥပမာ M16 တန်နဲ့အလက်တရာဝယ်တယ်လို့စရင်ပြเสียမလိုပါဘူး။အတူအရှိနှခန်းနေတောင် ဝယ်ယူစရိတ်ဒေါ်လာတသန်းလို့ပြလိုက်ရင် စစ်ကောင်စီဖက်ကဘာမှလိုက်ဖန်လို့မရပါဘူး။ပညာရှင်တတော်များများကကျွန်တော်အခုထောက်ပြတယ်လို့ငွေစင်းစစ်ထားဖို့အကြံပြုခဲ့ပေမဲ့တာဝန်ရှိတဲ့သူတွေကမလိုက်နိုင်ခဲ့ပါဘူး။အကျိုးဆက်ကတော့တော်လန်ရေးထောက်ပံ့ငွေရရှိမှု အရှင်အားထက်တိတိတသားနေပါလာပါတယ်။ပြည်သူတွေကငွေမရှိလို့မလူတာမဟုတ်ပါဘူး။ငါတို့လူလိုက်တဲ့ပတ်စံကရှစ်တန်းကရဲဘော်စီမရောက်ဘဲနဲ့ ထောက်ဖို့ဘွေစားတွင်ရဲ့လက်ထဲမှာပလုံသွားမှကြောက်လို့မလူရဲကြတော့တာရခိုင်နှုံးကပုံများပါတယ်ဒါကတော်လံပြည်သူတွေဒါကတော်လံပြည်သူ အလိုရှင်တွင်ကိုနှိမ့်ဆက်ညင်းဆဲတာနဲ့တူပါတယ်ကျွန်တော်ဒီလိုပြောတာဟိုဖက်ရက်ကွက်ကလူတွင်ကိုဝမ်းသာအောင်လုပ်နေတာလားမဟုတ်ပါဘူးကုသသမီးကိုချစ်ရင်အလူလိုက်အကြိုက်ဆောင်လို့မရပါဘူးငါးနှစ်တာကာလလဲရှိသွားပါပြီ ဒါကြောင့်လိမ်မာရင်တကြားလုံးကြွေးရတယ်လို့မလိမ်မာရင်ပြောဆိုပဲ့ပြင်ရမယ်တာဝန်ရှိပါတယ်အပိုင်း6ဒေါက်တာဆဆာအတွက်အနာဂတ်1006အခုဒေါက်တာဆဆာက IPFD NGO ဖွဲ့စည်းပြီးတော့တော်လိုင်းရေးကိုဆက်လုပ်မယ်ဆိုတော့သုံးသက်စရာတွေရှိလာပါပြီအန်ယူဂျီဝင်ကြီးဘဝရုံးကမလုံနိုင်ခဲ့တဲ့အမေရိကန်နိုင်ငံမှာတရားဝင်ဘဏ်အခေါင့်ဖွင့်နိုင်တဲ့စူးစမ်းမှုကစူးစိုးရမယ်တည်င်းကောင်းတစ်ခုပါ ဒါပေမဲ့ဒီနေရာမှာဒေါက်တာဆဆာကိုကျွန်တော်မေတ္တာရက်ခံချင်တာတခုရှိပါတယ်။မပြီးခင်မှာမမြင်စင်နဲ့ဆိုတဲ့မြမစကပုံရှိပါတယ်။အလုတ်တခုမအောင်မြင်သေးခင်မှာကြိုပြီးတော့ဝမ်းသာအားရထုတ်ပြောတာမျိုးကိုဆင်ခြင်တင်ပါတယ်။အထူးသဖြင့်အမေရိကန်နိုင်ငံရဲ့မူဝါဒနဲ့ဥပဒေတွေကို လေးစားလိုက်နာကြောင်းပြသတဲ့အနေနဲ့ရောလုပ်ငန်းအောင်မြင်မှုအတွက်ပါရှုဝဲတဲ့အရာကို ရှုဝဲထားမှ ခရီးကရောက်မှာပါ။ မလိုအပ်ပဲအတန်ကျဲလိုက်ရင် ကိုယ့်ရဲ့ဘန္ဒာရေးလမ်းကြောင်းကိုရန်သူက အလွေတကူပိတ်ဆို့သွားနိုင်ပါတယ်။ဒါကြောင့်ဒေါက်တာဆဆာအနေနဲ့အရှင်အလိုစိတ်လှုပ်ရှားလွယ်တာကိုရှော့ချပြီးတော့တည်ငိမ်စွာနဲ့တိတ်တဆိတ်အလုပ်လုပ်ပြဖို့မျှော်လင့်ပါတယ်။နောက်တစ်ခုကဒေါက်တာဆဆာရဲ့ CNA CNF Town Chow Political Trapper ချင်းနိုင်ငံရေးသုံးသပ်သူတွေထောက်ပြတယ်လို့ DNGO ရန်ပုံငွေတွင်က CNA CNFC ပဲရောက်သွားရင်ဒေါက်တာဆဆာဟာချင်းအမျိုးသားခေါင်းဆောင်မဟုတ်တော့ဘဲနဲ့ CNA CNF ဒေါက်တိုင်ဖြစ်သွားပါလိမ့်မယ်။ဒါဆိုရင် CB ချင်းနေအောင်ဖလန်ဇူမီမင်းတပ်အဖွဲ့တွေနဲ့ရန်သူဖြစ်သွားနိုင်ပါတယ်။ဒေါက်တာဆဆာအနေနဲ့ IPFD ရန်ဘုံငွေကို ခွေးဝေရမှာ CNA CNF ကိုပဲမျက်နာလိုက်မလား။ဒါမှမဟုတ်တခြားအဖွဲ့တွေကိုပါ မျှဝေမလားဆိုတာ ူ့ရဲ့နိုင်ငံရဲ့ရင်းချက်မှုကိုစမ်းသပ်မဲ့ဘွယ်ဖြစ်လာလိမ့်မယ်လို့ပြောလို့ရပါတယ်။ဒါကြောင့်ဒေါက်တာဆဆာအနေနဲ့ငါတို့က NUG နဲ့မတူဘူး။ရသမျှဒေါ်လာတိုင်းကိုစရင်စရာနဲ့ပြမယ်လို့စိန်ခေါ်ရေးရပါမယ်။နေကုန်းမချုပ်ခင်မှာ ကျွန်တော်တို့မေ့လျှော့နေကြတယ်။တော်လန်ရေးကြာရချင်းရဲ့အဓိက အကြောင်းရင်းများစွာတဲကတခုကို ပြောပြချင်ပါတယ်။တော်လန်ရေးကာလနှစ်နှစ်အတွင်းမှာစစ်သက်ပြုတ်ချသွားမယ်လို့ တွက်ခဲ့ကြပူပါတယ်။ဘာလို့လွဲတာလဲ။ကျွန်တော်တို့ကရန်သူကို အထင်သေးခဲ့ကြလို့ပါ။တော်တော်များများက အမေစုဒေါအောင်ဆန်းစုကြည်ရဲ့အင်္ဂလိပ်စကားပြောတာကိုနားထောင်ပြီးအားကြကြပါတယ်။သူက Oxford University ကျောင်းဆင်ဒါကို book smart လို့ခေါ်ပါတယ်။တစ်ဖက်မှာစစ်ဘူချုပ်တွင်ကအင်္ဂလိပ်စာမသက်ဒါကိုကြည့်ပြီးတော့စာမသက်ပေမသက်ငတ်သုံးတွင်လို့လောင်ခဲကြပါတယ်။ ါကအချီမာဆုံးသောအမားများထဲကလည်းအမားတခုဖြစ်ပါတယ်စစ်ဘူချုပ်တွင်ဟာ book smart မရှိပေမဲ့ streak smart ရှိပါတယ် streak smart ဆိုတာကအချင်းအကျက်ထဲမှာသူတို့ဘယ်လိုရှင်သန်ရမလဲအာနာတိမြဲဖို့ဥပဒေကိုဘယ်လိုကိုယ်ပိုက်ရမလဲဆိုတာမြေခွေးဝင်းပလွေထက်တောင်မှသူတို့ကပို့ပြီးတော့ပန်းနဲ့ကောက်ချစ်ပါတယ်တက်တည်ပြရဖို့ဆိုရင် 2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကြည့်ပါလွတ်တော်ထမ်းမှာစစ်တပ်က25ရာခိုင်နှုန်းအလူလူရအောင်ဘယ်လောက်ဆရာကြကြရေဆွဲခဲ့လဲဒါကငတ်သုံးတွင်ရဲ့လက်ရမဟုတ်ပါဘူးပြီးတော့ဒေါက်တာဆဆလိုချင်းလူငယ်ခေပညာသက်လူယူလူအရှိတယ်လို့တဖက်မှာလဲချင်းလူမျိုးထဲကဆလိုင်းဘန်ကျုံလန်းလူချဘိုးကိုလိတ်ဖြစ်အောင် ြောဆိုနိုင်တဲ့နိုင်ငံရေးဝန်ပုလွေကြီးတွင် ကိုတောင်မှစစ်သက်ကအကြံပေးအဖြစ်နဲ့တိမ်သွင်းထားနိုင်ပါတယ်။ဒါကြောင့်စစ်သက်ကို အင်္ဂလိပ်စာမတတ်တဲ့ငဒုံးတွင်လို့ဆက်ပြီးရှော့သွင်းနေမယ်ဆိုရင်တော့ကျွန်တော်ရဲ့တော်လိုင်းရေးခရီးကပူပြီးတော့ကျန်းသားနေအောင်မှာဖြစ်ပါတယ်။ရန်သူရဲ့ streak smart ကို ရှင်းပြနိုင်ဖို့ကျွန်တော်တို့ဘက်ကလည်း books မှတစ်ခုထဲနဲ့မရပဲလက်တွေ့ကြတဲ့နိုင်ငံရေးညာ ရှိဖို့လိုအပ်နေပါပြီ။နေကုံချုပ်ပြောရရင်ဒေါက်တာဆဆာဟာပြည်ပြည့်စုံသူမဟုတ်ပေမဲ့2023ကာလကျွန်တော်တို့ပြည်သူတွေကြောက်လန့်ကြဖြစ်နေတဲ့အချိန်မျောလင်းချက်ဝေဝါးနေတဲ့အချိန်မှာမျောလင်းချက်တွင် ပေးပြီးတော့တမိုင်းပေးတော်ဝင်ခြေပြွန်ခဲ့တဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ဝမ်းနည်းစရာက သူဟာနေရာမှန်မရခဲ့တဲ့လူမှန်တယောက်ပါသူကိုဝိုင်းဟားနေမယ့်အစား NUG ရဲ့ဟာကွက်တွင်ငွေကြီးကိစ္စနဲ့တော်လိုင်းရေးကြာရှည်နေရတဲ့အကြောင်းရင်းမှန်တွင်ကိုကျွန်တော်တို့ပြည်သူတွင် စင်ချင်းသုံးသက်ဖို့တိုက်တွန်းအားပေးဖို့အချိန်တန်ပါပြီအခုလိုမျိုးဘယ်မလိုက်တဲ့နိုင်ငံရေးသုံးသက်ချက်တွင်ကိုဆက်လက်တင်ဆက်သွားမှာမို့နေ့သက်သဘောကျတယ်ဆိုရင်တော့ subscribe နေပြီးသွားကြဖို့ဖိတ်ခေါ်ပါရစေလွတ်လပ်ခြင်းကိုမျက်နှာတော်တော်လံပြည်သူများကိုစိတ်နှပြ 加嘛训练呢？加巴适，可米啊！